မကြသေးမီကအမေရိကန်စစ်တပ်အီရန်ဆိုရာရှိအဓိကနျူကလ িয়ার စေယုံသုံးခုဖြစ်တဲ့ဖော်ဒိုနာသန်အက်စတဖန်တို့ကိုကြီးမားတဲ့တိကျစွာပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။နောက်ဆုံးရက်မှာနှစ်ပတ်ဖြစ်တော့လဲနှစ်ရက်အကြာမှာဒေါ်နယ်ထရန့်ကအီရန်ကိုဘုံကျဲခဲ့ပါတယ်။အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার နေရာတွေကိုလုံခြံခဲ့ပါတယ်တိုက်ခိုက်ခဲ့ပါတယ်။ site တွေကိုပြစ်ဖြက်စီးပြစ်ခဲ့ပြီးတဲ့တောင်စီတူကပြောပါတယ်။ယခုတွန်းမြလာချင်း လက်တုပ်ပြန်ချင်းနဲ့စစ်ပွဲအတွက်တတိပေးချက်တွေဝင်လာပါပြီလူတိုင်းရဲ့စိတ်ထဲမှာမိငုံတစ်ခုရှိပါတယ်အမေရိကန်ကအနောက်အာရှမှာစိုးမရှိတဲ့စစ်ပွဲတစ်ခုတည်းကိုဝင်ရောက်လာပြီလားကျွန်တော်တို့ရဲ့မိမန်းကြောက်ကအီရန်ရဲ့နျူကလ িয়ার တန်းစီရေးစွမ်းရည်ကိုဖျက်ဆီးပစ်ခြင်းဖြစ်တယ်လို့သူကပြောပါတယ်ကမ္ဘာနံပါတ်၁နိုင်ငံပိုင်းနိုင်ငံဖြစ်တဲ့အကြမ်းဖက်မှုကိုပံ့ပိုးပေးနေတဲ့နျူကလ িয়ার ချိန်ဆမှုကိုရပ်တန့်ဖို့ပါပဲဒီညငါကမ္ဘာကိုတင်းပို့နိုင်ပြီး လို့သူကဆက်ပြောပါတယ်ဒီတက်ခတ်မှုဟာအမကန်စစ်ရေးအောင်မြင်မှုပါပဲလို့ပြောပါတယ်အီရန်ရဲ့နျူကလ িয়ার စတန်စင်ရဲ့စစ်ရုံတွေလုံးဝပျက်စီးသွားခဲ့ပါပြီဒါဆိုငါတို့ဒီကိုဘယ်လိုရောက်လာတာလဲအားလုံးကအင်အားသင့်စရာလှုပ်ရှားမှုတစ်ခုအနေနဲ့စတင်ခဲ့ကြတယ်ဖလော်ရီဒါမှာကောက်ကစားလေးရှိပြီးနယူးဂျာစီမှာအနားယူလေးရှိတဲ့ဒေါ်နယ်ထရန့်ရုတ်တရက်သူ့အခြေအနေကိုပြောင်းလဲလိုက်ပါတယ်စနေနေ့မှာသူကအင်ဖြူတော်ကိုပြန်တွားခဲ့ပြီးတော့သူ့အခြေအနေမှာနိုင်ကြီးကစပြီးတော့မအမရနေပါတယ် အဲ့ဒီအချိန်မှာ midnight hammer စစ်စေးစတင်ခဲ့ပါတယ် b2 ဘုံကျဲလေရင်တွေကိုအမေရိကန်မှာပြေလုခဲ့ပါတယ်တချို့ကလက်စားသလိုအနောက်ဘက်ကိုဥတီသွားကြတယ်တချို့ကတော့သူတို့ရဲ့ပြမတွေစီကိုရွှေ့ကြတယ်ဒီစစ်စင်ရေးမှာလေရင်စုစုပေါင်း125စီးပါဝင်ခဲ့ပါတယ်တောက်ချနေညကစနေနေ့မနေ့အထိ b2 တိုက်ခတ်မှုအုပ်စုကြီးကိုအမေရိကန်တိုင်းမှာပြေလုလိုက်တဲ့ဘုံကျဲလေရင်များနဲ့ဖွဲ့စည်းထားပါတယ်နူး နေပြူဟာကိုအာတင်းစရာအတွက်အဖွဲတစ်ဖွဲ့ကအနောက်ပစိဖိတ်ကိုပြန်တန်းသွားခဲ့ပါတယ်လက်ဆောင်မှုတစ်ခုအဖြစ်စီစဉ်သူနဲ့ခေါင်းဆောင်အုပ်စုငယ်များသာတိကျပါတယ်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်မှာအာယုံဆူဆတ်မှုအာကောင်ပြီးစင်နစ်ပြတ်သားပါတယ်ကျွန်တော်တို့ဟာအီရန်နျူကလ িয়ার စီစဉ်ကိုဖျက်ဆီးဖြစ်ခဲ့ကြပြီးစီစဉ်ရေးကစစ်စင်ရေးကအီရန်တပ်များနဲ့အီရန်ပြည်သူတွေကိုပြစ်မှတ်ထားခြင်းမဟုတ်ကြောင်းတတိပြုရန်အရေးကြီးပါတယ်အော်ပရေရှင်းတစ်ခုလုံးမိနစ်20က ကြာကြာမြင့်ခဲ့ပါတယ်ဘုံကျဲလေးရင်တွေကညနေ6:40နာရီ40ခန့်မှာအီရန်လေပိုင်တဲ့အတွင်းဝင်ရောက်ခဲ့ပြီးအီရန်နိုင်ငံ၌ဒေတာဆန်တော်ချင်းနည်းနည်းနာနာရီခန့်ဖြစ်ပါတယ်လောင်တူကအီရန်မှာရှိတဲ့နျူကလ িয়ার နေရာ3ခုဖြစ်တဲ့ Fordo, Natan နဲ့ Isfahan တို့ကိုတိုက်ခိုက်ခဲ့ပါတယ်ည9နာရီမှာဘုံကျဲလေးရင်တွေကအီရန်လေပိုင်တဲ့ကနေပြီးတော့ထွက်ခွာသွားခဲ့ကြပါတယ်အဲဒီနောက်ထရန်ကမစ်ရှင်ရဲ့အောင်မြင်မှုကိုသူကိုယ်တိုင်ကြေညာခဲ့ပါတယ် True Social Post မှာသူရေးသားခဲ့ပါတယ် ကမ္ဘာပေါ်မှာဒီလိုလှုပ်ဆောင်နိုင်တဲ့တခြားစစ်တပ်မရှိပါဘူးအခုအချိန်ကငြိမ်းချမ်းရေးအတွက်အချိန်ဖြစ်ပါတယ်ဒီ post chat to social platform ကအချိန်တော်ကြာကျဆင်းသွားခဲ့ပါတယ်ဒါပေမဲ့ trump ကညလုံးပေါက်မပြေးသေးပါဘူးမကြခင်မှာပဲအမေရိကန်သမ္မတကနိုင်ငံကိုမိခွန်းပြောခဲ့ပါတယ်သူကအီရန်အတွက်တင်း message တစ်ခုရှိပါတယ်စစ်ဆန်ကြီးနိုင်ပါဒါမှမဟုတ်ဤကဲလို့တော့တိုက်ခိုက်မှုတွေကိုမျှော်လင့်ပါဆိုတဲ့တင်းပဲဖြစ်တယ် ရှေ့လက်ပိုင်းကကြီးနိုင်ငင်းချင်းအနိုင်ကျင့်တက်ခတ်မှုတွေကအခုငင်းချမ်းရေးရမှဖြစ်မယ်လို့သူကဆိုပါတယ်သူတို့မလုပ်ဘူးဆိုရင်အနာဂတ်မှာတက်ခတ်မှုတွေကပိုကြီးပြီးဒီထက်တောင်ပိုလွယ်လာလိမ့်မယ်လို့သူကပြောပါတယ်အနည်း20ကြာအီရန်ကအမေရိကအတွက်တည်ချင်းအစ္စရေးအတွက်တည်ချင်းဆိုပြီးတော့အီရန်ကပြောခဲ့ပါတယ်ဒီလိုဖြစ်မလာဖို့ငါတို့ဆုံးဖြတ်ခဲ့တာကြာပါပြီအစ္စရေးအတွက်တာကကြီးမားတဲ့နိုင်ပွဲပါဘက်ဂျမန်နာတန်ယာဟူကတော့အီရန်ရဲ့ နျူကလ িয়ার ဘုံကိုရပ်တန့်ရန်နှင့်ပေါင်းများစွာအာရုံစိုက်ခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဟာပြောစင်စရာတွေအများကြီးရှိခဲ့ပြီးထရန့်ကိုကျေးဇူးတင်နေပါတယ်။နတန်ယာဟုကတမရထရန့်ကလွတ်လာတဲ့ကဘာကိုပြင်းပြင်းထန်ထန်ဥဆောင်နေပါတယ်။သူကအစ္စရေးရဲ့မိတ်ဆွေကောင်းတူသူရှိကဘယ်သူမှမရှိပါဘူး။ငါကိုစားအစ္စရေးလူမျိုးစားကိုစားဂျူးလူမျိုးအလုံးရဲ့ကိုစားသူကိုစိတ်ထဲကနေကျေးဇူးတင်ပါတယ်။အတူတကအတူတကရပ်တည်ခဲ့ကြတယ်အတူတူတိုက်ပွဲဝင်ခဲ့ကြတယ်။ ပြီးတော့ဘုရားသခင်ရဲ့အကူအညီနဲ့ငါတို့အတူတူအနိုင်ရတယ်။ယခုအခါဝါရှင်တန်ကအီရန်အားစစ်ဆင်နေတဲ့စပွဲဝိုင်းကိုပြန်သွားရဆန္ဒရှိပါတယ်။ပြီးတော့တီဟန်ကပြောရဲဆိုတော့သူတို့ကတိုက်ခတ်မှုတွေကိုအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့တိုက်ခတ်မှုဘယ်လောက်ရှိတယ်ဆိုတာတော့သူတို့အတည်မပြုသေးပါဘူး။ဒါလည်းမင်းကိုထုတ်စရာတစ်ခုဖြစ်နေတော့မှာပဲ။အီရန်အားရှိတယ်ကပြောရဲဆိုတော့ဒီလုပ်ငန်းကကျွန်တော်တို့လုပ်ငန်းနိုင်ငံမှာအမြင့်အမြင့်တွင်နေတယ်ဆိုတာသူတို့သိတဲ့နေ။ဒီလိုမျိုးအမျိုးသားကြီးလုပ်ငန်းကိုသူတို့မဖြတ်နိုင်ဘူး။ ဟုတ်ပါတယ်သူတို့ကငါတို့ကိုတိကျနေနာစေတယ်ဒါပေမဲ့ဒီလုပ်ငန်းကိုပြင်မထားတာဒါဖနောက်ဆုံးအချိန်တော့မဟုတ်ပါဘူးကုလသမဂ္ဂနျူကလ িয়ার စောက်ကြည့်ရဲ့အဖွဲ့ IAEA ကတော့စိတ်ရောင်ကြီးပမာဏတိုးလာတာမရှိသေးဘူးလို့ပြောပါတယ်နျူကလ িয়ার ယူဆမှုကိုမရှိဘူးလို့ပြောခြင်းဖြစ်တယ်သို့သောအမေရိကန်ရဲ့တိုက်ခတ်မှုဟာအနည်းရောမြင့်ကိုဖြတ်ကျော်သွားတယ်လို့အီရန်ကပြောပါတယ်နိုင်ငံကဥပဒေနဲ့ကုလသမဂ္ဂဗြိတိန်ကိုပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်တယ်လို့၎င်းတို့ကဆိုပါတယ် နိုင်ငံခြားရေးဝန်ကြီးအဘတ်အာရာဂျီကတော့အီရန်ဟာ၎င်းရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက်ရွေးချယ်ခွင့်အလုပ်ကိုတည်ထောင်ထားရတယ်အီရန်အစ္စလာမ်တမန်နိုင်ငံဟာအီရန်နိုင်ငံရဲ့ပိုင်နဲ့နယ်မြေအချုပ်အခြာအာဏာလုံခြုံရေးနဲ့ပြည်သူတွေကိုလိုအပ်တဲ့နေရာပေါင်းစုံနဲ့ကာကွယ်သွားမှာဖြစ်ပြီးအမေရိကန်စစ်တပ်ရဲ့ရန်ဆောင်မှုကိုသာမကအီဇွေဆိုရရဲ့မစင်မချင်းဥပဒေမဲ့လောက်ရတွေကိုလည်းစန့်ကျင်နေရှိတယ်လို့ပြောပါတယ်။ဒါဆိုတီဟီယန်ရဲ့ရွေးချယ်စရာတွေကဘာတွေလဲ။အဲ့ဒါကိုမကြိုက်ခင်မှာပြောပြပါမယ်။ ဒါပေမဲ့အီရန်က၎င်းရဲ့တုတ်ပြန်မှုကိုစတင်နေပြီဖြစ်တယ်။အီဇွေးကိုနောက်ထပ်ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တယ်။ဘန်ဂူရီယာလေဆိပ်အပအဝင် နေရာအများပြားကိုပြင်မထားပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုမှာလူ16ဦးဒဏ်ရာရရှိခဲ့ပါတယ်။တချိန်တည်းမှာပဲဂျန်နောက်အာရှမှာအဆုံရောက်နေပါပြီ။စစ်ပွဲတစ်ခုဖြစ်ပွားနေပြီဖြစ်တယ်။အခုအဲ့ဒီဒေသမှာနောက်ထပ်ဒုတိယစစ်ပွဲတစ်ခုကိုဘယ်လိုကင်တွယ်နိုင်မှာလဲ။အိုမန်ကတော့ဒီတိုက်ခိုက်မှုကိုရှုတ်ချပါတယ်။ အိုမန်ကအီရန်နဲ့အမေရိကန်ကြားနျူကလ িয়ার ဆွေးနွေးပွဲကိုပြည်လည်အောင်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။တန်ခင်းတမန်ခင်းပြန်ဆောက်ဖို့အတွက်ကာတာကတောင်းဆိုထားတဲ့ဆော်ဒီအာရေဗျကအလွန်စိုးရိမ်ကြောင်းဖော်ပြခဲ့ပါတယ်။တူရကီကဝါရှင်တန်ကိုတိုက်ရိုက်မဝေဖန်ပေမဲ့ဒေသဆိုင်ရာစိုးရွားတဲ့အကျိုးဆက်တွေကိုတတိပေးထားပါတယ်။စိုးရိမ်စရာအနောက်အာရှတစ်ခုတည်းလားမဟုတ်ပါဘူး။ရုရှားကတော့ဒီတိုက်ခိုက်မှုကိုရှုတ်ချခဲ့ပါတယ်။တရုတ်ကတော့တခါကုရဒမပဒိန်ကိုချိုးဖောက်တယ်လို့ပြောပါတယ်။ဘင်ဂျင်းက နှစ်ဖက်စလုံးကိုစကားပြောဖို့တောင်းဆိုတယ်။အီရန်ကနျူလက်နဲ့တိဆောက်ရန်မြေဒီအခါမှခွင့်မပြုရဟုပြည်တယ်ကပြောကြားခဲ့ပါတယ်။ဂျပန်ကတော့အချိန်လျှော့ဖို့တောင်းဆိုတယ်။ဂျပန်တာဝန်ရှိတဲ့သူကဘာပြောလဲဆိုတော့တင်းမာမှုတွေအများဆုံးစောချရေးကအရာအလုံးထက်ပိုအရေးကြီးတယ်လို့ကျွန်တော်တို့ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲအီရန်ရဲ့နျူကလီးယားလက်နဲ့ဖွံ့ဖြိုးတိုးတက်မှုကိုရပ်တန့်ရမယ်လို့လည်းပြောတယ်။တိုက်ခိုက်မှုမတိုင်မီအမေရိကက၎င်းရဲ့မဟာမိတ်တွေကိုအကြောင်းကြားခဲ့ပါတယ်။ပြည်တယ်ဝန်ကြီးချုပ်က နိုင်ငံတကာမှာမဟမိတ်အလုံးနဲ့ဒီနေ့စကားပြောမယ်လို့ပြောတယ်။အစိုးရတရားလုံးမှာဆက်လုပ်ရမယ့်အလုပ်တွေဆက်လုပ်ရမှာမယ်လို့သူကပြောပါတယ်။သူကလည်းသူတို့တရှိကြောင်းအတည်ပြုတယ်။ဟုတ်တယ်ဒီလိုဖြစ်နေတာငါတို့သိပါတယ်။ငါတို့ရဲ့ရင်းနှီးတဲ့မဟမိတ်တွေပါပဲ။ဒီလိုဆက်သမှုအဆင့်ကိုတော့မျှော်လင့်ထားပါတယ်။ဒီတော့တွေ့မှာပဲအိန္ဒိယဝန်ကြီးချုပ်နရန်မိုဒီကအီရန်တမန္တမဆုပစ်ကန်နဲ့ဒီနေ့စကားပြောခဲ့ပါတယ်။အီရန်ဘက်မှာဘုံကော်ဆိုမှု45မိနစ်ခန့်ကြာမြင့်ခဲ့ပါတယ်။ ပစ္စကန်ကမိုဒီရဲ့အခြေအနေအားလုံးကိုဆင်ပြ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 ောကြားခဲ့ပါတယ်။အီရန်ကလည်းတင်မမှုရှင်းချရေးမှာအိန္ဒိယရဲ့ရတချက်ကိုကျေးဇူးတင်ကြောင်းလည်းပြောပြပါတယ်။ယနေ့ညမှာကဝါကြီးကလမ်းစုံလမ်းကွာမှာရပ်နေပါတယ်။ရှစ်မှာလမ်းကြောင်းတစ်ခုရှိပါတယ်။လမ်းကြောင်းတစ်ခုကစစ်ဆတ်ညနေရေးစပွဲစီကိုပြန်သွားဖို့ပါပဲ။နောက်တစ်ခုကစစ်ပွဲကြီးတစ်ခုလုံးကိုဥတီမှာဖြစ်ပါတယ်။ယခုရွေးချယ်လိုက်တဲ့လမ်းကအနောက်အာရှရဲ့အနာဂတ်ကိုပုံဖော်ပေးလိုက်မှာဖြစ်တယ်။ပြီးတော့ကဝါကြီးရဲ့အနာဂတ်လည်းဖြစ်နိုင်ပါတယ်။